ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 11 Dreams Reading Mind ကိုအတူတူလေ့လာကြည့်ကြရအောင်ပါ 11A Reading Pre-reading How often do you dream in your sleep မဲအိတ်နေစင်မှာမဲအိမ်မဲဘယ်နှကြိမ်မှတ်တယ်လဲတဲ့ Recall an unforgettable dream you had မင်းမိခဲ့တဲ့မမေ့နိုင်စရာအိမ်မဲအကြောင်းအိမ်မဲတစ်ခုကိုမဲပြန်လည်စဉ်းစားပြီးတော့မှာ tell a friend about it. မိသငယ်ချင်းကိုအဲ့ဒီကြောင့်ပြောပြပါတဲ့ What do you dream of becoming? မင်းအနာဂတ်မှာဘာဖြစ်ဖို့အိမ်မက်မက်ထားသလဲတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် okay. so, Read the passage. According to the American writer Dick Harrow's American Sciencia Dick Harrow ရဲ့အဆိုအရတဲ့ All human beings are also dream beings. လူသားအလုံးဟာအိမ်မက်သမားတွေပဲတဲ့ dreaming ties all mankind together mankind ဆိုတာက human ကိုပဲပြောချင်တာပေါ့နော်လူတွေအားလုံးကိုတဲ့ dreaming times အိမ်မက်မက်ချင်းကပဲ ties တစုတစည်းတဲ့ချီနှောင်ထားပေးတာတဲ့ this observation is indeed true ဒီရှားဖွေတွေ့ရှိချက်က indeed true manga တကယ်ကိုမှန်ကန်ပါတယ်တဲ့ for for ကဒီနေမှာ because ဖြစ်ပါတယ် right? we all dream at one time or another ကျွန်တော်တို့တစ်ချိန်မို့တစ်ချိန်အိမ်မက်မက်ကြတော့ကြောင့်မို့ ဒီအဆိုဒီရှာဖွေတွေ့ရှိချက်ဟာ is indeed true တကယ်ကိုမှန်ကန်လာပါတယ် very often မကြာခဏဆိုသလို we dream in our sleep ကျွန်တော်တို့တွေအိမ်နေစမှာအိမ်မက်မက်ကြတယ် and quite often we dream in the daytime နေ့ကြီးမှာလည်းအိမ်မက်မက်ကြတယ်တဲ့ yet yet ကဒီနေမှာ beauty ဘက်ပါပဲဒါပေမဲ့ do we truly know ကျွန်တော်တို့တွေနော်တိတိကျကျသိကြရလားတဲ့မှန်ကန်စွာသိကြရလားတဲ့ what a dream is အိမ်မက်ဆိုတာကိုအော်တော့မဟုတ် why we dream ကျွန်တော်တို့တွေဘာကြောင့်အိမ်မက်မရတယ်ဆိုတဲ့အကြောင်းရင်းဒါမှမဟုတ်အိမ်မက်ဆိုတာဘာလဲဆိုတာကိုတဲ့ကျွန်တော်တို့တွေသိကြရောသိကြရဲ့လားတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင်ပါ psychologist say that dreaming is a mental activity that occurs during sleep စိတ်ပညာရှင်တွေရဲ့အဆိုအရတော့စိတ်ပညာရှင်တွေကတော့ပြောကြတယ်တဲ့ dreaming image image ချင်းဆိုတာ is a mental activity စိတ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုပဲတဲ့ the occurs during sleep အိတ်နေစင်မှာဖြစ်ဖြစ်သောအိတ်နေစင်မှာဖြစ်ပေါ်သောစိတ်ပိုင်းဆိုင်ရာ activity တစ်ခုပါပဲတဲ့အိတ်မအိတ်မမြင်ချင်းဆိုတာ they also point out သူတို့ကထောက်ပြကြတယ် that ဘာလို့လဲဆိုတော့ dreams are more perceptual than conceptual အိတ်မတွေဟာပုံပြီးတော့မှ perceptual perceptual ဆိုတာက passive ကနေလာတာ to notice or become aware of something ဥမာသူ့ရဲ့ဆက်တဲ့နာမည်ကစီးပဲပေါ့နော်ပို့ပြီးတော့မှမြင်ရတယ်လို့ပြောတာဖြစ်တယ် then conceptual conceptual ဆိုတာကတော့ related to base related to or based on idea ကျွန်တော်တို့အတွေးအမြင်တွေခံစားချက်တွေပေါ်မှာခံစားချက်တွေပေါ်မှာမိအခြေခံတော့ဆက်ဆက်တော့ဆိုတဲ့အတိပဲပေါ့သူ့ရဲ့အတိပဲကတော့မှာ session ထားပါတယ် perceptual နဲ့ conceptual ကကျွန်တော်တို့ဒီ technical term တွေကိုကျွန်တော်တို့နားမလည်ဘူးဆိုရင် meaning that ဆိုလိုတာကတဲ့ things are seen in heart rather than thought ဒီအိမက်တွေထဲမှာဆိုရင်အိမက်တွေဟာပုံပြီးတော့မှ seen in heart မြင်ရတယ်ကြားရတယ် rather than thought ကျွန်တော်တို့ဒီတွေးတောတာထက်ကိုအိမက်တွေထဲမှာအရာတွေကိုပုံပြီးတော့မှမြင်ရကြားရတယ်လို့ဆိုလိုတာပါတဲ့ studies carried out by psychologists စိတ်ပညာရှင်တွေပြုလုပ်ကြတဲ့ studies ဒီလေ့လာမှုတွေက have been ထုတ်ဖော်ပြောဆိုကြတယ် that ဘာလဲဆိုတော့ in most dream အိမ်မက်အများစုမှာ we see ကျွန်တော်တို့တွေဟာပုံပြီးတော့မှမြင်ကြတယ်တဲ့ more than we hear more than we smell more than we taste more than we touch such တိပြပေါ့နော်ကျွန်တော်တို့တွေကြားရကျွန်တော်တို့တွေခံစားရကျွန်တော်တို့တွေအရသာခံစားရကျွန်တော်တို့တွေထိတွေ့ခံစားရတာထက်ကိုပုံပြီးတော့မှကျွန်တော်တို့တွေမြင်ကြရတာဖြစ်တယ်တဲ့ကျွန်တော်တို့အိမ်မက်တွေကြောင့်ပြန်စမ်းကြည့်ရင်ကျွန်တော်တို့တွေမြင်ရတာပုံများတာပေါ့နော် furthermore ဒါအပြင်နဲ့ most dreams are အိမဲ့အများစုကအာဖြစ်ကြတယ် in the form of interactive story made up largely of memories ကျွန်တော်တို့ရဲ့အမတ်တရတွေများစွာနဲ့ဖွဲ့စည်းထားသော interactive stories ဒီ interactive ဆိုတာကကြားပြတ်ပေါ့ဗျာကြားပြတ်ဇက်လမ်းနေပုံစံဖြစ်ကြတယ်တဲ့ကြားပြတ်ဇက်လမ်းပုံစံနေဖြစ်ကြတယ်တဲ့ဒါအပြင်နဲ့အိမဲ့တွေအိမဲ့တွေအများစုဟာကျွန်တော်တို့ရဲ့ဒီအမတ်တရတွေအများစွာနဲ့ဖွဲ့စည်းထားတော့ကြားပြတ်ဇက်လမ်းပုံစံနေဖြစ်ကြတယ်တဲ့ သူဆိုလိုတာကအိမ်မက်ဆိုတာကျွန်တော်တို့ရုပ်ရှင်တကားလိုဇလန်းအစအနေအစုံစေတကြစီစဉ်ထားတဲ့ဇလန်းဇက်ွက်တွေမဟုတ်ဘူးကျွန်တော်တို့တွေရဲ့မျက်ညံနေကျွန်တော်တို့တွေရဲ့ memory တွေနဲ့ဖွဲ့စည်းထားတဲ့ဟောဂျားပြဇလန်းပုံစံတွေပဲဖြစ်တယ်လို့ပြောတာဖြစ်တယ်အင်ပြီးတော့ sing sing ဆိုတာကဒီညမှာ event ကိုပဲပြောတာအဖြစ်ပြက်တွေအခြေအနေတွေအဖြစ်ပြက်တွေအခြေအနေတွေကလည်းအဖြစ်ပြက်တွေကလည်း shift shift က move ဖြစ်တာ change ဖြစ်တာပေါ့နော်ပြောင်းလဲတယ်တဲ့ suddenly ရုပ်တည်ရဲ့ were hardly any connection between them hardly ဆိုတော့ almost no ပဲပြောတာ hardly any connection between them သူတို့ကမှဘာအဆက်ဆက်မှမရှိဘဲနဲ့ဒီအဖြစ်အပျက်တွေကလည်းရုပ်တရက်ပြောင်းလဲသွားတယ်တဲ့ဟုတ်ကဲ့စကြည့်ကြရအောင် Sometimes တခါတရံမှာ we wake up suddenly from a frightful dream ကျွန်တော်တို့ဟာ from a frightful dream ကြောက်မဲ့ဖွယ်အိမ်မက်ကနေ wake up suddenly ရုပ်တရက်လန့်လုံးကြတယ်တဲ့ and a cold sweat sorry and a cold sweat ဆက်ဆိုတာကချွေးပေါ့နော်ခိုးဆိုတာကအေးရောချွေးဆိုချွေးစည်းတွေကိုပြောတာချွေးစည်းကြီးတွေထွက်လိုက်ရဲ့ order မို့ hot champy wine champy ဆိုတာက beat strongly တဒိမ့်ဒိမ့်ခုန်တာကိုပြောတာပြင်းပြင်းထန်ထန်ခုန်လိုက်ရဲ့ wine ဆိုတာက out of control ကိုပြောတာထိတ်ချုပ်ထိတ်ချုပ်လို့မရဘဲနဲ့နှလုံးကလည်းတိုင်းတိုင်းခုန်လိုက်ရဲ့ချွေးစည်းတွေထွက်ပြီးတော့မှကျွန်တော်တို့ဟာတစ်ခါတည်းရင်ဒီကြောက်ရွံ့ဖွယ်အိမ်မက်တွေကနေလှန်လို့ကြတယ်တဲ့ These fearsome dreams are called nightmares. Dilomio fearsome, fearsome to raga, making people feel very frightened. Ludigo, Yan Chow and Dong, look up on Dilomio, Chosia, a medigo, nightmares, a mess holy look over it. Here again, Dinia Mataka Tabiroma, to date, to this raga, until now, Udora, Idian Doki there, Yakuchin Gide, psychologist. The Sibinashiniga have not been able to explain satisfactorily satisfactorily ဆိုတာက acceptable ပေါ့ဗျာစိတ်ကျေနပ်လောက်အောင်လို့ပြောတာလက်ခံနိုင်လောက်အောင်လက်ခံနိုင်လောက်အောင် have not been able to explain မရှင်းပြနိုင်သေးဘူးတဲ့ why we have nightmare ကျွန်တော်တို့တွေအိမ်မက်ဆိုးတွေမေ့ရတဲ့အကြောင်းရင်းကိုဒီနေရာမှာလဲတဲ့အခုချိန်ထိစိတ်ပညာရှင်တွေက satisfactorily စိတ်ကျေနပ်လောက်အောင်လက်ခံနိုင်လောက်အောင်လက်သက်ခံနိုင်လောက်အောင် have not been able to explain မရှင်းပြနိုင်ကြသေးဘူးတဲ့ဟုတ်ကဲ့စစ်ကြည့်ကြအောင် some say that တချို့ကတော့ပြောကြပါတယ် dreaming is nothing အိမ်မက်တယ်ဆိုတာဘာမှမဟုတ်ဘူးတဲ့ but a process of our brain ကျွန်တော်တို့အုံနောက်ရဲ့ဖြစ်စဉ်တစ်ခုပဲတဲ့ trying to clear up ရှင်းလင်းပြတဲ့ရှင်းလင်းဖို့ကြိုးစားတဲ့ကျွန်တော်တို့အုံနောက်ရဲ့ဖြစ်စဉ်တစ်ခုပဲဘာတွေကိုရှင်းလင်းဖို့ရှင်းလင်းဖို့ကြိုးစားတာလဲဆိုတော့ the clutter clutter ဆိုအပိုက်တွေကိုပြောတာ mess အရှုပ်အဝါတွေအရှုပ်ထွေးတွေအရှုပ်ထွေးတွေ they has accumulated in our heads ကျွန်တော်တို့ရဲ့ခေါင်းထဲမှာစုပြုံထားတဲ့စုပုံထားတဲ့ the clutter အရှုပ်ထွေးတွေကို to clear up ရှင်းလင်းပစ်ဖို့ကြိုးစားတဲ့ကျွန်တော်တို့အုံနောက်ရဲ့ဖြစ်စဉ်တစ်ခုပဲတဲ့ somewhat like ဒါကတော်တော်လေးတူပါတယ် somewhat ဆိုတာက to some degree rather တော်တော်လေးတူတယ်တဲ့ housewife sweeping and tidying up the house အရှင်မရေကျွန်တော်တို့အိမ်ကိုဒီတပစ်စေးလဲပြီးတော့မှ tidying up တည်တည်ချာချာတတ်တတ်ရရပြည့်ပြည့်ပြင်ဆင်တယ်လို့ပဲတဲ့ ျွန်တော်တို့အုံနောက်ထဲမှာခေါင်းထဲမှာစုပြုံနေတဲ့ clutter အရှုပ်ထွေးတွေကို to clear up ရှင်းလင်းပြဖို့ try ကြိုးစားတော့ our brain ကျွန်တော်တို့အုံနောက်ရဲ့ the process ဖြစ်စင်မဲ့ဖြစ်ပါတယ်တဲ့ aim တယ်ဆိုတာဘာမှမဟုတ်ဘူးတဲ့ some others claim that တချို့တွေကလည်း claim ပြောကြတယ်ခိုင်မာပြောကြတာ say something is true တကူကအမှန်တယ်လို့ပြောကြတာเนาะ has not been proved ဒါတိတိတော့ပြထားဘူးပေါ့เนาะတိတိတရာကတော့မရှိဘူး ဒါပေမဲ့ဒါဟာအမှန်ပဲလို့ယူထားကြတာယုံကြည်ယုံကြည်ပြီးပြောကြတာကို claim လို့ပြောတာ some others claim တချို့တွေကအခိုင်အမာပြောကြတယ်တဲ့ dreams are prophetic prophetic ဆိုတာက correctly stating or showing what will happen in the future အနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုမမှန်ကန်ကန်ပြောရတယ်ဆိုတော့ရှေ့ပြစ်ကိုဟောတာပေါ့အိမစ်တွေဟာရှေ့ပြစ်ကိုဟောနိုင်တယ်လို့ပြောကြတယ်တဲ့တဲ့ဆိုလိုတာက they foretell the future foretell ဆိုတာကြူပြီးတော့မှပြောတာ to know or say what will happen in the future especially by using magic power အထူးသဖြင့်မော်စံကိုအသုံးပြုပြီးတော့မှအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုပြောခြင်းသိခြင်းကို foretell လို့ခေါ်တာပါတဲ့ဆိုလိုတာကသူတို့ဟာ grief ဆိုတာအိမ်မက်တရားပေါ့နော် foretell the future အနာဂတ်ကိုကြူပြီးတော့မှပြောကြတယ်လို့ဆိုကြတယ်တဲ့ pharaohs of ancient egypt တော့ဆိုရှေးခေတ် egypt ရဲ့ pharaohs pharaoh ဆိုတာကဒီရှေးခေတ် egypt ရဲ့ အုပ်ချုပ်သူဆိုတော့သူကဖီရိုဗီယန်ကိုပြောတာပေါ့နော်ရှေ့ခေတ်အီဂျစ်ပြည်ရဲ့အုပ်ချုပ်သူတွေဖီရိုဗီယန်တွေကလည်းတော့ဆိုဒီလိုမျိုးထင်ခဲ့ကြတာတဲ့ဘယ်လိုထင်ခဲ့လဲဆိုတော့အီမစ်တွေကရှေ့ပြည်ကိုပြောနေတယ်လို့ထင်ခဲ့ကြတာပေါ့အင်ပြီးတော့ဂျိုဆက် a biblical character in the old testament biblical ဆိုတာကတမန်ကျမ်းစာနဲ့တမန်ကျမ်းစာနဲ့ဆက်ဆက်နေတော့ဆိုတဲ့အဓိပ္ပာယ် old testament ဆိုတာတမဟောင်းကျမ်းကိုပြောတာခရီးမှာတမဟောင်းကျမ်းတမတက်ကျမ်းဆိုပြီးတော့မှရှိတယ် the first part of the bible did tell the story of the Jews, their beliefs and their relationship with God before the birth of Christ. ဘောနော်တမဟောင်းကျမ်းကိုပြောတာပါ။တမဟောင်းကျမ်းတွေကဇက်ကောင်ဖြစ်တဲ့ biblical character တမကျမ်းသာဇက်ကောင်ဖြစ်တဲ့ Joseph Joseph ဆိုတဲ့သူကတဲ့ interpreted interpreted ဆိုတာ to explain the meaning of something တခုခုရဲ့အဓိပ္ပာယ်ကိုရှင်းပြသည်အဲ့တော့အိမစ်တရဲ့အဓိပ္ပာယ်ကိုရှင်းပြခဲ့တာပေါ့ဒီနေရာမှာအဓိပ္ပာယ်ကောက်ခဲ့တာပေါ့နမိတ်ဖတ်ခဲ့တယ်လို့လည်းပြောလို့ရတာပေါ့နော် not only his dreams သူရဲ့အိမ်မက်တွေကိုတော့မှာက but also of the pharaohs pharaoh ဘီယန်တွေရဲ့အိမ်မက်တွေကိုတဲ့ဒီတမဓမဟောင်းကျမ်းလာဓမကျမ်းစာဇက်ကောင်ဖြစ်တဲ့ဒီ Joseph က interpretive နမိတ်ဖတ်ခဲ့ပါတယ်တဲ့ even today ယနေ့ခေတ်မှာတောင်မှ there are people လူတွေရှိတယ်ဥပလီယုံကြည်တော်သူတွေ the dreams are meaningful and tell something အိမ်မက်တွေကအတိတ်ပဲရှိပြီးတော့မှတခုခုတည်းတစုံတရာကိုပြောနေတယ်ပြောနေတယ်လို့ယုံကြည်တဲ့သူတွေယနေ့ခေတ်မှာတောင်မှ chỉ trả rẻ rẻ hốt sẽ chỉ trả ông bảo What about the dreams we dream during the day when wide awake? What about the dreams? Em mẹ tuyệt vời We dream, chúng nó mẹ tuyệt vời em During the day when wide awake. Wide awake so là fully awake của bé đó. Chúng nó rô cong cong nô nê dê. Mà ít bé nô nê dê mà. Nê gên, chúng nó rô mẹ ít bé nô mà. Chúng nó rô mẹ tuyệt vời em mẹ tuyệt vời đó. Đó, lù maybe because we do so ကျွန်တော်တို့ဒီလိုနေခဲမှာမအိပ်ဖဲနဲ့မက်တဲ့အိမ်မက်တွေကျွန်တော်တို့လည်းအိမ်မက်တွေမက်တာကြောင့်မို့တဲ့ we have such expression ဒီလိုမျိုးအတုံးလုံးရှိပါတယ်တဲ့ as day dream day dream ဆိုတဲ့အတုံးလုံးရှိပါတယ်တဲ့စိတ်ကူးရင်ဒီဒါမှမဟုတ်စိတ်ကူးရင်အိမ်မက်ပေါ့ now as well as verb noun နာမက verb လဲရတယ်တဲ့ in pipe dream pipe dream လဲခေါ်ရဲပေါ့နော် dream ဆိုတာကတော့ pleasant thoughts that make you forget about the present လက်ရှိ အခြေအနေကိုမိ့ကိုမိ့သွားစေတဲ့စိတ်ချမ်းမြေ့စရာတွေ့ရတဲ့တော့မဟုတ် buff လည်းဒီတိုင်းပဲပေါ့နော်စကူရဲ့အိမ်ပဲပေါ့စကူရဲ့အိမ်ထဲမှာပျောက်ဆုံးသည်ကျွန်တော်တို့ဒီ trailer ဆွတ်ရတဲ့ခြင်းထဲမှာတော့ရှိတယ်ဒီ speak now ဆွတ်တဲ့ခြင်းထဲမှာ i lose myself in a daydream western ancestors ဗါလေဟုတ်ကဲ့ပြီးတော့ fight dream fight dream နဲ့ထုံနေလေကောင်းမယ် a hope or plan that is impossible to achieve or not practical လက်တွေ့မကြတော့ ဒါမှမဟုတ် impossible to achieve ရယူဖို့ခက်ခဲတဲ့ plan ဒါမှမဟုတ်မျှော်လင့်ချက်တခုတွေဒါ fight dream လို့ခေါ်တာပေါ့နော် to some တချို့လူတွေတော်တော်တဲ့ day dreaming ဒီစကူရဲ့ aim မဲ့ချင်းဒီ may have ရှိကောင်းရှိနိုင်တယ် in negative connotation connotation ဆိုတာကဒီအတိတ်ဘယ်ကိုပဲပြောတာ an idea suggested by a word in addition to its mean its main meaning စကားလုံးတစ်လုံးရဲ့အကြံပြုထားတဲ့ idea အတိတ်ပဲတဲ့ in addition to its main meaning သူ့ရဲ့ မူရင်းတွေ့အဓိကအတိတ်ပဲအပြင်မူရင်းဆိုလိုချက်အပြင်အကြံပြုထားတဲ့ဒီ idea နော်ဒီအတွေ့အမြင်ပေါ့ဗျာဒီစကူရဲ့အိမ်မက်ဟာတဲ့တချို့လူတွေအတွက်တော့ a negative connotation မကောင်းတဲ့အနေအထားပဲရှိနိုင်တယ်တဲ့ however ဒါပေမဲ့လည်း few can deny few ဆိုတာကအနေငယ်အနေငယ်ဥပမာမဆူစလောက်ကလေးသူကမပြောပါလောက်ဘူးပေါ့နော် you can deny အနည်းငယ်ပဲညင်းနိုင်တယ်ဆိုတော့မညင်းတလိုက်မညင်းနိုင်တော့ဘူးမညင်းနိုင်ဘူးလို့ပြောချင်တာပါပဲ that is ba sorry that's ba ho le so do it is daydreaming tha sik ku yin aim chin me de a da ga sik ku yin aim chin me they has led to ဖြစ်စေခဲ့တာ great achievements ကြီးကျယ်ခနာတဲ့အောင်မြင်မှုတွေကိုဖြစ်စေခဲ့တာဟာစကုရဲ့အိမ်မေချင်းပဲတဲ့ in both the fields of us in science and technology သိပ္ပံနည်းပညာသိပ္ပံနဲ့နည်းပညာနဲ့ us ဒီအနုပညာ the fields in, in both the fields ဒီ net ပဲနှစ်ခုလုံးမှာအနုပညာနဲ့သိပ္ပံနည်းပညာ net ပဲနှစ်ခုလုံးမှာတဲ့ two great achievements တိကျခန္ဓာနဲ့အောင်မြင်မှုယူတွေကို has led to led to ဖြစ်စေခဲ့တာဟာ it is daydreaming စကူရဲ့ image ချင်းမဲဆိုတာကိုဖြုတ်ကင်တင်နိုင်ဒီမှာမငင်းနိုင်ဘူးတဲ့အနည်းငယ်ပဲငင်းနိုင်တယ်ဆိုတော့ဒါအဖြစ်စလောက်ဘူးမငင်းနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်ကြည့်ကြရအောင် Let's take the moon for a start. ပထမဦးစွာပဲကျွန်တော်တို့ let's take the moon လောက်ကဘာအကြောင်းလဲ ဆိုကြပါစို့ to the ancient greeks and romans ရှေးကဂရိလူမျိုးတွေနဲ့ရောမလူမျိုးတွေအတွက်ကတော့ the moon was a goddess လကဘာဆိုတာ goddess နတ်ဖယားမပါပဲတဲ့ goddess ဆိုတာ a female god ကိုပြောတာဖြစ်တယ် in time in time ကတော့ idiom သုံးဖြစ်ပါတယ်သူက after a period of time when a situation has changed ခြေတွေပြောင်းလဲသွားပြီးနောက်ဆိုတဲ့အဓိပ္ပာယ် eventually နောက်ဆုံးမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Now, နောက်ဆုံးမှာတဲ့ man လူဟာ came to find out ရှောက်ဖွေတွေ့ရှိလာတယ် the moon is a satellite of the earth လောက်ကဘာဟာကျွန်တော်တို့ကဘာကြီးရဲ့ satellite အရန်ဂျူတစ်ခုဖြစ်တယ်ဆိုတာကိုရှောက်ဖွေတိတိတွေ့ရှိလာကြတယ်တဲ့ wasing in one year regularly in a 29 half day circle wasing ဆိုတာက so to seem to get gradually bigger the to a တဖြည်းဖြည်းချင်းနဲ့ကြီးထွားသွားတာ until its full form is visible to you. လာပြီးပုံစံကိုမြင်နိုင်တယ်တဖြည်းဖြည်းကြီးသွားတာလာပြီးပေါ့နော်လာပြီး one ဆိုတာကတော့ဒါ one sing ရဲ့ opposite ပေါ့ဒါမှ wing လို့ပါတယ် opposite why is you one regularly in a 29 half day cycle နောက်6ရက်မှာတချိန်ကြလာဇန်ရင် less လာဆုပ်ရင်နဲ့ကဘာကြီးကိုလက်ပတ်နေတဲ့အရင်ကြိုတလုံးဖြစ်တယ်ဆိုတာကိုလူဟာနောက်ဆုံးမှရှာဖွေတွေ့ရှိခဲ့ကြတာတဲ့အင်းပြီးတော့ there was a time အချိန်တစ်ချိန်လည်းရှိခဲ့ပါတယ် the moon was the moon was beyond our reach beyond be beyond somebody ဆိုတာ to be impossible for somebody to imagine စိတ်ကူးနိုင်မှုမဖြစ်နိုင်တော့ understand နားလည်ဖို့မဖြစ်နိုင်တော့ do ပြုလုပ်ဖို့မဖြစ်နိုင်တော့ဆိုတဲ့အဓိပ္ပာယ် there was time ဆိုအချိန်တစ်ချိန်လေးရှိခဲ့တယ်တဲ့ the moon was beyond our reach တာလောက်ကဘာဟာကျွန်တော်တို့နားမလည်နိုင်ခဲ့နားမလည်နိုင်တဲ့အရာအဖြစ်ရှိခဲ့တဲ့အချိန်လေးရှိခဲ့တယ်တဲ့ then အဲ့ဒီနောက် the father of science fiction fashion ဆိုတာကစစ်ကူးရင်ဝတ္ထုကိုပြောတာ a type of literature that describe imaginary people and events not real ones အစစ်မှန်နေမဟုတ်ပဲဒီစစ်ကူးရင်လူတွေစစ်ကူးရင်ဖြစ်ဖြစ်တွေကိုဖော်ပြတဲ့ literature ဆိုတော့စစ်ကူးရင်ပေါ့နော်သိပ္ပံစစ်ကူးရင်ဝတ္ထုရဲ့ the father ဖခင်ကြီးဖြစ်တဲ့ juvan juvan ဟာ day dream of going to the moon လောက်ကပါကိုသွားဖို့သူစစ်ကူးရင်အိမ်မက်ခဲ့တဲ့ in this day dream ဒီစကူရဲ့အိမ်မက်ကပဲ let him to write သူ့ကိုရေးသားစေခဲ့တာ to the moon and back to the moon and back ဆိုတဲ့စာအုပ်ကိုရေးသားစေခဲ့တာတဲ့ it was way back in 1874 there was way back way back ဆိုတာက idiom တုံးဖြစ်တယ် long time ago ဒါဟာတဲ့ဟိုးရင်1884ခုနှစ်တုန်းကကြီးပါလို့ပြောတာဖြစ်တယ် then အဲ့ဒီနောက်94 years later 95နှစ်ကြာပြီးနောက်တဲ့ on july 20 1969 1969ခုနှစ်ဇူလိုင်လ20ရက်နေ့မှာ Neil Armstrong Neil Armstrong လို့ခေါ်တဲ့ The American Astronaut American အာကာသယာဉ်မှူးဟာ landed on the moon လောက်ကပါပေါ်ကိုခြေချခဲ့တယ်တဲ့ဆင်းသက်ခဲ့တယ်တဲ့သူရဲ့အာကာသယာဉ်ကိုပေါ့ and became the first human being to step on the from the surface of the moon ပြီးတော့သူဟာတဲ့လောက်ကပါရဲ့ the surface မြင့်မြင့်ပေါ်ကို step on ခြေချနိုင်ခဲ့တဲ့ the first human being ပထမဦးဆုံးလူသားလည်းဖြစ်ခဲ့ပါတယ်တဲ့ it all began with a dream ဒါရီအားလုံးဟာစစ်ကူးရဲ့အိမ်မက်တစ်ခုကနေစတင်ခဲ့ကြတာပါတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် The last line of a well-known nursery rhyme says လူသိများတဲ့ကလေးကဗျာရဲ့နောက်ဆုံးစာကြောင်းလေးကဆက်ဆိုပါတယ် Life is but a dream ဘဝဆိုတာအိမ်မက်ပါပဲတဲ့ maybe di ha nga jnaro di click bia ga pu ka bia phet nai ne row 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 your boat gently down the stream merrily 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 merrily, merrily life is by its dream maybe ai de chin go ai de ka bia ga pya ra phet nai ne bo no indeed the get all that nobody knows du ma ma ti bu what kind of dream the composer had in mind the composer sa yi sia ga ka bia yi ka bia sa ka bia sia ga hat in mind ူစိတ်ထဲမှာရှိခဲ့တဲ့ what kind of dream ဘလို့အိမ်မက်မျိုးစားလဲသူဆိုလိုတာကကဗျာဆရာစိတ်ထဲမှာရှိခဲ့တဲ့အိမ်မက်ကဘလို့အမျိုးစားဘလို့အိမ်မက်မျိုးစားလဲဆိုတာကိုတကယ်တော့ဘယ်သူမှမသိကြဘူးတဲ့ဘတ်ဒါပေမဲ့ the dream in day dream ဒီ day dream ဆိုတဲ့စကားလုံးထဲမှာပါတယ် dream ဆိုတဲ့စကားလုံးက refers to ညွှန်းဆိုပါတယ် pleasant thoughts that make you forget about the present ဒါကျွန်တော်အရင် slide မှာပါတာတကယ်ကြီးပေါ့နော်ယခုလက်ရှိချိန်ကိုမေ့သွားအောင်မေ့သွားစေတဲ့စိတ်ချမ်းသာစရာအတွေးဆိုတဲ့အတိပဲရှိပါတယ်တဲ့ in real life in emotional cases တကယ်လက်တွေ့ဘဝမှာပြီးတော့ emotional cases ဖြစ်ရအများစုမှာတော့ it is likely that ဖြစ်နိုင်ခြင်းများပါတယ် a thought becomes a wish အတွေးတစ်ခုဟာ becomes a wish ဆန္ဒတစ်ခုဖြစ်လာတာတဲ့ and the wish becomes a dream အဲ့ဒီဆန္ဒကပဲ a dream အိမ်မက်တစ်ခုဖြစ်လာခဲ့တာ and the dream becomes a reality ဒီအိမ်မက်ကပဲတကယ်လွတ်တွေ့ဖြစ်လာခဲ့တာပါတဲ့ဟုတ်ကဲ့ဒါတော့ Neil Armstrong ပေါ့နော်ကြည့်ကြအောင် great paintings ကြီးကျယ်ခန်းနားလာတဲ့ပကြီကားတွေ great sculptures ကြီးကျယ်ခန်းနားလာတဲ့ဗပုလက်ရာတွေ great novels ကြီးကျယ်ခန်းနားလာတဲ့ဒီဝတ္ထုရှင်တွေ great composition composition ဆိုတာက a piece of music or art or a poem ကိုပြောတာကဗျာဒါမှမဟုတ်အနုပညာနော်ပကြီးပကြီးလို့ပြောလို့မရဘူးအနုပညာတော့မဟုတ်ဂီတပေါ့နော်ကြီးကျယ်ခန်းနားလာတဲ့ဂီတတွေကြီးကျယ်ခန်းနားလာတဲ့ဂီတအနုပညာကဗျာတွေ great plays ကြီးကျယ်ခန်းနားလာတဲ့ပြည့်စက်တွေ all begin with a dream in the mind of the in the mind of all begin with အဲ့အားလုံးကစတင်ခဲ့တာ in a dream အမိတခုကနေ when a dream အမိတခုနဲ့ in the mind of the painter ပကြီးဆရာ the sculptor ပဘူးဆရာ the novelist novelist ဒီဝတ္ထုဆရာ the musician ဂီတဆရာ in the playwright no? in the mind state ထဲက a dream Starting အမိတခုကနေစတင်ခဲ့တာဖြစ်တယ်တဲ့ so do great ambitions and discoveries ကြီးကျယ်ခံစားရတဲ့တီထွင်မှုတွေနဲ့ကြီးကျယ်ခံစားရတဲ့ရှာဖွေတွေ့ရှိမှုတွေလည်း so do သူနည်းလကောင်းပဲတဲ့အိမ်မက်တစ်ခုကနေစတင်ကြရတာလို့ပြောတာဖြစ်ပါတယ်။သူကဒီနေရာမှာ so do great inventions and discoveries ဆိုတာ so do i ဆိုတဲ့အသုံးပါနော်။အဲဒါကိုကျွန်တော်တို့ကဒါကြောင့်မို့ so ဒါကြောင့်မို့ကြီးကျယ်ခံစားရတဲ့တီထွင်မှုတွေရှာဖွေတွေ့ရှိမှုတွေကို do ပြုလုပ်ပါလို့မဟုတ်ဘူး။ဒီအပေါ်မှာဖော်ပြခဲ့တဲ့အတိုင်းပဲဒီ great invention ဆိုတာကလည်း inventory ရဲ့ စိတ်ထဲကအိမေတခုနေစတင်ခဲ့တာ discovery ဆိုရလဲ discovery ရဲ့အိမေတခုစိတ်ထဲကအိမေတခုနေစတင်ခဲ့တာလို့ပြောတာဖြစ်တယ် this is the way human human kind advances from h to h ဒီလိုနီးနေတဲ့ human kind လူသားလူသားတွေဟာ from h to h ခေတ်တစ်ခေတ်ကနေတစ်ခေတ်ကို advances တိုးတက်ပြောင်းလဲလာတာဖြစ်တယ်တဲ့ to gain further insight ပို့ပြီးတော့မှ father gain ကတော့ get ပဲရသည် ရဖို့ရန် father နောက်ထပ်ပို့ပြီးတော့မှ insight insight ဆိုတာကနားလည်ဖို့ပြောတာ the ability to see and understand the truth about people or situation အခြေအနေသုံးမဟုတ်လူတွေနဲ့ပတ်သက်ပြီးတော့မှအမှန်တရားကိုနားလည်နိုင်တော့မြင်နိုင်တော့စွမ်းရည်တဲ့ to gain further insight ဆိုတာကျွန်တော်တို့ပို့ပြီးတော့မှနားလည်စီရန်တဲ့ it may do as well ကျွန်တော်တို့အတွက် do as well အကျိုးရှိကောင်းရှိနိုင်တယ် to pause and ponder ခဏလောက်ရပ်ပြီးတော့မှ ponder Punda Sodaga to think about something carefully for a period of time. အချင်းအကြာကြီးတည်တည်ချာချာဂူဒဇိုက်စဉ်းစားနေဆိုတာကတနုံနုံနဲ့တွေးတော့တာကိုပြောတာပေါ့နော်။ဘာတွေကိုတွေးတော့မှလဲဆိုတော့ the observation sharp တွေးရှိချက်တွေ in the following eight quotations quotations ကကောက်နှုတ်ချက်ကိုပြောတာ a group of words or short piece of writing taken from a book play speech etc and repeated because it is interesting or useful စိတ်ဝင်စားစရာလဲကောင်းတော့ကြောင့် ပြီးတော့အတုံးလဲဝင်တော့ကြောင့် repeat ချက်ပြန်လဲထပ်ရေးထားတော့ဘယ်ကနေပြီးတော့ဘယ်ကနေကောက်လို့ထားလဲဆိုတော့ဒီမိန်ကွန်းတို့ပြဇတ်တို့စာအုပ်တို့ကနေတဲ့ကောက်ယူထားတော့အရေးသားတရက်ဆိုတာကောက်နှုတ်ချက်ကိုပြောတာအောက်မှာဖော်ပြထားတဲ့ကောက်နှုတ်ချက်၈ခုတည်းက the observations ရှားပေတွေ့ရှိချက်တွေကို post simponta ခဏလောက်ရက်ပြီးတော့မှတည်တည်ချာချာတနှုံနှုံစဉ်းစားတာကတဲ့ to gain further insight ကျွန်တော်တို့ပို့ပြီးတော့မှနားလည်ဖို့ရန်အတွက် it may do as well ကျွန်တော်ကိုကောင်းကောင်းအကျိုးရှိကောင်းရှိနိုင်တယ်တဲ့ဟုတ်ကဲ့ပါအဲ့ quotation ကိုလေ့လာကြည့်ကြရအောင်1 you are never too old to set another goal or to dream a new dream မင်းဟာတဲ့ to set another goal နောက်ထပ်တခြားရည်မှန်းချက်တစ်ခုချမှတ်ဖို့ or down more to dream a new dream အမေတဲ့ထပ်မဲ့ဖို့ you are never too old မင်းအသက်ကြီးတယ်ဆိုတာမရှိဘူးတဲ့ ဒီအတိတ်ပဲကတော့ကျွန်တော်မပြောတော့ဘူးတနုံနုံနဲ့စဉ်းစားပါလို့ပြောတာပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်စဉ်းစားတွေ့တော့ပါ Les Brown American writer and motivator ဖြစ်တယ် to accomplish great things accomplish ဆိုတာကရယူဖို့ပေါ့ဗျာကြည့်ချက်ခံရတဲ့အရာတွေကိုအောင်မြင်ရယူဖို့ဆိုရင် we must not only act အလုပ်ပဲလုပ်အောင်မဟုတ်ဘူး but also dream အမြဲလက်မရအောင်ပဲ not only plan but also believe အစီအစဉ်မချမှတ်မှာမဟုတ်ဘူးလုပ်လဲလုပ်ကြည့်ရမယ်တဲ့ Anatoly France, French writer. 3. We must teach our children to dream with their eyes open. ကျွန်တော်တို့ရဲ့ကလေးတွေကိုသူတို့မျက်လုံးတွေဖွင့်ပြီးတော့မှအိမ်မက်မက်တာအောင်တင် जा ပေးရမယ်တဲ့စကူးရဲ့အိမ်မက်မက်တာကိုတင် जा ပေးရမယ်လို့ပြောတာပေါ့နော် Harry Edwards American sociologist sociologist ဆိုတာကလူမှုဗေဒပညာရှင်ကိုပြောတာဖြစ်တယ် All our dreams can come true if we have the courage to pursue them အကယ်၍ကျွန်တော်တို့မှာ the courage တတ်သိရှိမယ်ဆိုရင် to pursue them သူတို့ကိုနော် like ဖမ်းဖို့တတ်သိရှိမယ်ဆိုရင် all our dreams can come true ကျွန်တော်တို့ရဲ့အိမ်မက်အားကျွန်တော်တို့ရဲ့အိမ်မက်အားလုံးဟာအမှန်တကယ်ဖြစ်လာနိုင်ပါတယ်တဲ့ဒါတော့အခုခေတ်လူကြီးရောလူငယ်မသိလူရှိမယ်မထင်ဘူး what disney american motion picture and television producer and writer what disney clear လူကြီးပါတိတ်ကြရပါဘောနော် everything starts as somebody's daydream အဲအတိုင်းဟာတဲ့တယောက်ယောက်ရဲ့စစ်ကူးရဲ့အိမ်မက်ဖြစ်နေစတင်ခဲ့တာပဲတဲ့ Larry Niven American science fiction writer Next When we can dream any longer we die we time when I know ကျွန်တော်တွေအိမ်မက်ထမနိုင်လို့ဘူးဆိုရင် so we die ကျွန်တော်တွေပြေတာပဲတဲ့ Emma Goldman Russian writer 7 All men of action are dreamers. Men of action ဆိုတာလက်တွေ့လှုပ်တဲ့သူကိုပြောတာ right? လက်တွေ့လုပ်တဲ့သူတွေလက်တွေ့သမားတွေအားလုံးဟာ dreamer စိတ်ကူးရဲ့သမားတွေပဲတဲ့အာအလုပ်ကြီးပဲဆက်လုပ်နေလို့ကကျွန်တော်တို့ကမရတာစိတ်ကူးရဲ့စိတ်ကူးရဲ့ image ရှိမှ image ရှိမှပဲကျွန်တော်အလုပ်လုပ်လို့ရမှာဟုတ် James G Hong Kong American art critic and writer critic ဆိုတာဝေဖန်ရေးအမှုပညာဝေဖန်ရေးဆိုင်ဆရာကိုပြောတာဖြစ်တယ်8 the last one if there were dreams to sir အမေတွေရောင်းဖို့ရှိမယ်ဆိုရင် what would you buy ပြန်ပါဝယ်မှာလဲတဲ့ Thomas Lowell Beddoes British poet ဖြစ်ပါတယ်။ဟုတ်ကဲ့ with the passage ကတော့ဒီလောက်ပါပဲ။အားလုံးစင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။လိုအပ်ချက်များရှိရင်လည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါ။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်။အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မြန်တန်ရက်ခံပါရစေ။ Bye bye ။